မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါရစေ sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတမ်းတော်ရဲ့စီရေးလှုပ်ရှားမှုတွေကစစ်မျက်နှာပေါင်းစုံကိုပြန်လည်ပြီးတော့ကောင်းတာပြန်ဝင်လာနိုင်ခဲ့တံပြန်ထိုးစစ်ဆင်လာနိုင်တဲ့အခြေအနေတွေကစစ်မျက်နှာပေါင်းစုံမှာမြင်တွေ့နေရပြီဖြစ်ပါတယ်ဒီထဲကနေမှာတမ်းတော်ဘက်ကစီရေးဤမညက်ထားတဲ့နေရာတနေရာကတော့ချင်းတောင်တန်းပဲဖြစ်ပါတယ်ချင်းတောင်တန်းနဲ့ပတ်သက်ပြီးတမ်းတော်ကပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေကြတာကြာပြီဖြစ်ပေမဲ့ဒီမိုးရင်းကာလဖြစ်တာတကြောင်ဒီတာရင်းမှာရှိနေတဲ့လက်နက်ကန်အဖွဲ့တွေနောက်ပြီးတော့ ဒီချင်းပြည်နယ်ကိုတရားဖွဲ့ထွက်မယ်ဆိုလဲလူမျိုးရေးနိုင်ငံရေးအစွန်းရောက်တွင်နဲ့ဖက်မှာတော့ကိုယ့်ရဲ့ရဲကိုယ့်ရဲ့ဒေသကိုချစ်တယ်ဒေသကလက်နက်ကအဖွဲ့တွေနဲ့နိုင်ငံရေးအရာညှိနှိုင်းမှုတွေလည်းပြုလုပ်နေခဲ့ရတာဖြစ်ပါတယ်လက်ရှိချိန်မှာတော့တမ်းမလို့ရဲချင်းပြည်နယ်စစ်ရေးလှုပ်ရှားမှုကိုပြန်ကြည့်ကလေးမျိုးမှာအခြေပြုပြီးတော့ဒီကလေးတမှုလမ်းမိုင်းပေါ်မှာရှိနေတဲ့ခမ်းမက်မျိုးကိုလည်းဥတီပြီးတော့ဆစ်ဆင်းနေတယ်ကလေးကံကောလမ်းမိုင်းကိုလည်းတမ်းမလို့ကအပြည့်အဝပြန်လဲတင်းချုပ်ပြီးုံတာမှာကကလေးကံကောလမ်းမိုင်းရဲ့အတွင်းစစ်နာမှန်အကွာမှာရှိနေတဲ့ဝေပေါ်လာမျိုးကိုလည်းတိုက်ခိုက်တင်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ် ဒါပြင်ပြီးခဲ့တဲ့2025ခုနှစ်မေလဇန်းလောက်ကခိုင်ခံကနေပြီးတော့ဒီတိုင်းငင်းလန်းစုံကိုချစ်တက်ဖို့တိုင်းငင်းကနေမှတည်တိမ်တဲ့ဖလန်းကိုစစ်ရေးအရာချစ်တက်ဖို့ကျွန်တော်စောင့်ကြည့်နေတဲ့အချိန်မှာပဲအကြမ်းတ်သမားတွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်ကျွန်တော်စစ်ကြောင်းတွေကပြန်လည်ပြီးတော့ဆုတ်ခွာလာခဲ့ပြီးကလင်းမြို့ထဲမှာပြန်လည်စုဖွဲ့ရင်းနဲ့စစ်စင်ရေးအစီအမံတွေကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့အခုဒီ2025ခုနှစ်အောက်တိုဘာနိုဝင်ဘာလောက်ကနေစပြီးတော့ချင်းပြည်နယ်မှာရှိတဲ့စစ်ရေးအခြေအနေတွေကတော်တော်လေးကိုတိတိကျကျနဲ့ကြောင်းလဲလာတာကိုမြင်တွေ့ရပါတယ်။မနေ့ကနိုဝင်ဘာ9ရက်နေ့မှာလည်းတမန်တော်စစ်ကြောင်းကြီးတွေကဒီကလေးတိုင်းငင်းလမ်းကြီးကိုတင်းရှုံနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကလေးတိုင်းငင်းလိုင်းငင်းကြီးကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်တိုင်းငင်းကနေတီးတိမ်ကိုလည်းသွားလို့ရမယ်။ဖလန်းကိုလည်းသွားလို့ရတော့မှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတီးတိမ်မှာရှိနေတဲ့ခလာရ169ကတပ်ဖွဲ့တွေကမန်ဒိုစစ်ကြောင်းနေတဲ့နယ်မြေခံတပ်ဖွဲ့တွေဒါအပြင်ချင်းတိုင်းဒါလက်နက်ကန်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဒီတိုင်းငင်းလမ်းစုံတိုင်းငင်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ပြီးတဲ့နောက်အကြမ်းဖက်သမားတွေစုခွာထွက်ပြေးသွားပြီးဖြစ်တဲ့အတွက်ကလေးတိုင်းငင်းလမ်းမကြီးကိုတပ်မတော်ကစုမထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့2025ခုနှစ်မေလထဲမှာတော့ဒီကလေးတိုင်းကင်းကနေချိတဲ့သွားတဲ့တက်မလို့ဆက်ကြောင်းအင်အားတထောင်ကျော်ကဟွာပြီးဝင်းကျင်လောက်ကနေစပြီးတော့ရှေ့ကိုမတက်နိုင်ပဲဖြစ်နေတာပါမိုးတွေကလည်းရွာနေတယ်တောင်တွေကလည်းပြိုနေတယ်အကျန်းဖက်သမားတွေကလည်းဒုနဲ့တင်နဲ့ထိုးစစ်စင်တိုက်ခိုက်နေတာဖြစ်တယ်တစ်ဖက်မှာစစ်စင်ရေးစီမံချက်တွေဆွဲထားတယ်ဆိုပေမဲ့ပထဝီအနေနဲ့အရာရာဒီယူတို့အရာ စတဲ့ဖြင့်စည်ရေးစီမံချက်တွေကိုအနောက်ဆက်ပေးနိုင်မယ့်အမျိုးမျိုးသောအကြောင်းအရာတွေကြောင့်တမတော်ကဒီကလေးတိုင်းငင်းလန်းကိုထိုးစစ်ဆင်မှုကိုပြန်လည်ပြီးတော့ဖန်တားခဲ့တာဖြစ်ပါတယ်။လူချေစစ်ကလည်းဟန်စစ်ကိုပြုလုပ်လာခဲ့ပြီးတဲ့နောက်ချင်းမြင့်နယ်ကိုဝင်နိုင်မယ့်အဓိကဝင်လန်းထွက်လန်းကြီး၃ပေါက်ကိုစောင့်ကြည့်လာခဲ့တယ်။အဲဒီနောက်ဝင်နိုင်တဲ့ primary second leader အစတဲ့ပထမဦးစားပေးဒုတိယဦးစားပေးတွေကိုရွေးချယ်ပြီးတဲ့နောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမြို့မှာရှိနေတဲ့ခါရာယာ169ကအမေရိကန်တရင်တပ်ဖွဲ့တွေကတုံးစံမျိုးကိုလည်းဥတည်နေတာရှိတယ်။ အခုတိုင်ငင်းကိုလည်းခြေတက်ထားပြီးဖြစ်လို့တစ်ဖက်မှာရှိနေတဲ့ဖလန်းကိုဆက်လက်ခြေတက်သွားမလားဆိုတာကိုလည်းစောင့်ကြည့်သွားပြီးပြောပါတယ်ဖလန်းကိုတော့တက်မလို့နဲ့အစင်ပြေတဲ့ဒီချင်းလက်နဲ့ကန်အဖွဲတွေကဖလန်းမှာရှိနေတဲ့စူပန်ဒီဒိတ်ကိုစုပ်ပါပေးတယ်စူပန်ဒီဒိတ်မှာတက်ဆွဲထားတာတွေကိုပြောင်းပြောင်းပေးဖို့တညှိနှိုင်းထားတာရှိပါတယ်ဒါပေမဲ့ရခိုင် လက်နဲ့ကန်သဘော AA နဲ့အတူအကျိုးစီးပွားတွေရခိုင်လက်နဲ့ကန်သဘော AA ရဲ့ခိုင်ဘက်လက်ကန်တို့ဖြစ်နေတဲ့ CNDF နဲ့အဖွဲတွေကတော့ဖလန်းမျိုးကိုဆက်လက်ပြီးထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းတွေကိုတော့ကျွန်တော်ကြားသိရပါတယ်ဆိုတော့ ပြည်လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုပြန်ကြည့်ရင်တမလော်ကချင်းမင်းနဲ့ကိုမနိုင်သူ့မင်းတပ်မတူပြီလဲကန်ကောဟာကလန်နဲ့ကလေးတိုင်းငင်းတိတိဖလန့်ဒီလမ်းကြောင်းတွေရှိရပါတယ် ဆိုတော့တစ်ဖက်မှာကြောက်ထုပေါက်ဒေသတွေကတော့ကျန်းဖက်သမားတွေများတယ်ရခိုင်နယ်နဲ့ကင်တဘုံအေအေထင်းကျုံထားတဲ့ရခိုင်ပြည်နယ်မြောက်ဘက်ချင်းပြည်နယ်တောင်ပိုင်းပလောက်ဝဒေသနဲ့လည်းနီးစပ်တာဖြစ်တဲ့အတွက်မတူပီကံပက်လက်ဒေသတွေကတော့ကျန်းဖက်သမားတွေရခိုင်နယ်နဲ့ကင်တဘုံအေအေနဲ့နိုင်ငံကြီးအရာခတ်တုံးသောအသုံးချက်ကံဖြစ်လာတဲ့ချိုင်းလက်နက်ကံအဖွဲ့တွေရောစောဒေသကသမားရောင်ရောင်ချင်းရောင်ရောင်တောသားတွေနဲ့ဝိုင်းဝန်းပိတ်ဆို့မှုတွေကြောင့်ကြောက်ထုရောစောဒေသတွေမှာတော့ကျန်းဖက်သမားတွေအားကောင်းနေတယ်ဖြစ်ပါတယ်အဲကြောင့်မလို့ကြောက်ထုကနေမတူပီကံပက်လက်ကိုတက်ဖို့ကတော့ဒီမှာခက်ခဲရရှိနေသေးပါတယ် ဒါပေမဲ့လည်းဂန်ကောနဲ့ဟာခါလမ်းမိုင်းနဲ့ကလေးတိုင်းငင်လမ်းမိုင်းကိုတမလို့ကစုံမိုးထားနိုင်ပြီဖြစ်တဲ့အတွက်ချင်းမြင့်နယ်ကိုတမလို့ကပြန်လည်ပြီးတော့ထိန်းချုပ်ထားနိုင်တော့မှာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကပဲချင်းမြင့်နယ်မှာရှိနေတဲ့ဝေပုံလားမြို့ကိုပထမဆုံးအနေနဲ့တမလို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဝေပုံလားမြို့ကပထဝီအနေထားအရပြန်ကြည့်ရင်တော့မနစ်ဖို့ဖြစ်ဒီမိုးမြင့်ရဲ့အတွင်ကန်နဘာကန်နာပေါ်မှာတိစောက်ထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ဒီတော့လမ်းမကြီးပေါ်မှာမရှိဘူးကလေးကံကောလမ်းမိုင်းပေါ်မှာမရှိဘူးဆိုပေမဲ့ပထဝီအနေထားအရာအင်မတန်အရေးပါပါတယ်ကလေးနှစ်ချောင်းကနေအတွင်းကိုဆက်နမိုင်အကွာဝေးမှာရှိပြီးတော့တစ်ဖက်ကပလန်းကိုလည်းရောက်နေပါတယ် ပလိုင်းမှာရှိနေတဲ့အဝင်ကဘာသာရအတိကိုလွေးပေါက်သွားနိုင်တာရှိတယ်။တခြားသောစစ်ရေးအရာအရေးပါတဲ့လမ်းကြောင်းတွေကနေလည်းဖလန်းမျိုးကိုဥတည်ပြီးတော့ခြေတက်တိုက်ခိုင်းနိုင်တဲ့အခြေအနေမျိုးတွေရှိနေတာဖြစ်ပါတယ်။လက်ရှိချိန်မှာချင်းမင်းနယ်ရဲ့အခင်းချင်းကိုပြောင်းကြည့်ရင်တမတော်ကအိန္ဒိယမြန်မာထိုင်းနိုင်ငံဒီသုံးနိုင်ငံပူးပေါင်းဆောင်ရွက်မဲ့ဒီမဟာဗျူဟာလမ်းကြီးဒီကလေးတမှုလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ဖို့လည်းကြိုးစားနေတာရှိပါတယ်။ကလေးမှာအခြေပြုပြီးတော့စစ်မျက်နှာပေါင်းစုံကိုဖြန့်ကျက်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါအပြင်ဒီဒေတာရဲ့စုံမှုရုပ်ကိုကောင်းအောင်ကြီးဆောင်ရွက်ထားနိုင်ခဲ့တဲ့ဂန်ကောခလာရ90ကဖြူဖာမှုကနေကလေးကိုပြောင်းရွှေ့သွားပြီးနောက်ကလေးမှာရှိတဲ့ထိုးစစ်တွေကလည်းတော်တော်လေးမြန်မြန်ဆန်ဆန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီခလာရ90ဂန်ကောမှာရှိနေတဲ့ဖြူဖာမှုဘာမောင်ကိုအားလုံးလည်းသိကြမယ်ထင်ပါတယ်။တစ်ဖက်မှာစစ်ဖက်ရဲ့ဖက်ဆက်ဆံရေးလည်းအင်တန်ကောင်းဆိုတော့လက်ရှိချင်းမြင့်တဲ့ခင်းချင်းကိုပြန်ကြည့်ရင်တော့တက်မလို့ကဒီကလေးတမူလမ်းမကြီးကိုစုံမိုးဖို့လည်းတောင်းရနေတယ်။အတင်းထဲမှာရှိနေတဲ့ဒီပြည်တော်စုလမ်းရဲ့ဒုတိယလမ်းမကြီးလို့ခေါ်လို့ရမယ် Plan T Day အဲ့ဒီကနေမှအိန္ဒိယနေဆက်ကိုတွားမယ်တွန်းဆန်ကနေအိန္ဒိယနေဆက်ကိုထပ်မံပြီးတော့ဒွေးဖို့တွားနိုင်မှုကိုလည်းတောင်းရနေတယ်ရှိပါတယ်။ ဆိုတော့ကွယ်လင်းရံစီရောက်လာပြီဆိုကြတဲ့ကတမတော်ရဲ့ထိုးစစ်တွေကချင်းမိနယ်ကိုစုံမထားနိုင်ပြီဖြစ်တယ်ဆိုတော့တဲ့နဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်ပြည်နယ်မှာရှိနေတဲ့နှစ်ချုပ်ကင်းလက်နက်ကန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ် KNU ရဲ့အဓိကခြေတောင်းမြစ်ဖြစ်နေတယ်ဒီမေတော်စလီကြေးရွာအနီးက KK Pack ကိုတမတော်ကဝင်ရောက်စီးနင်းခဲ့တာပြီးခဲ့တဲ့အောက်တိုဘာလတွေကပဲဖြစ်ပါတယ်အောက်တိုဘာတတိယပတ်ထဲမှာ KK Pack ကိုတမတော်နဲ့ဒီမူလ PDF မူလ DKP အဖွဲ့ကစီးနင်းပြီးတော့တင်ပိုက်ခဲ့တာဖြစ်ပါတယ်ခဲ့ပြီးတဲ့နောက်မှာပဲဒီကရင်လက်နက်ကင်တော် KNU ကပြောရေးဆိုခွင့်ရ shutdown ဖြစ်တဲ့စောက်ွက်ထိုးဝင်းတို့ကတော့ဒီကြားဖြတ်လုပ်ငန်းက KNU နဲ့လုံးဝမပတ်သက်ဘူးဆိုတာမျိုးအခုချိန်ထိပြောင်းလဲမျောကြားညှင်းဆုံနေစေဖြစ်တယ်လို့ KNU ရဲ့အတုံးချခံနေဖြစ်နေတဲ့ NUG လောက်ခံ PDF နောက်ပြီးတော့ KNL KDL PDF အဖွဲ့အများကြီးကလည်းမေတော်စလီဒေတာတွေမှာဝင်ရောက်ခေါင်းနာတွေလည်းရှိနေတယ် နိုင်တော်ကလေးရဲ့တောင်ဘက်မှာရှိနေတဲ့ဒီဖလူးနဲ့မင်းလက်ပန်ဒေသတွေမှာလည်းဝင်ရောက်ကူအောင်မှုတွေရှိနေဆဲပဲဖြစ်ပါတယ်။တမရော်ကလက်ရှိမြောက်ပြည်ကုန်းကလေးလမ်းမကြီးကိုထိန်းချုပ်ပြီးတဲ့နောက်မြောက်ပြည်မျိုးရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့ကျန်းဖက်သမားတွေစုဖွဲ့နေရတွေကိုနေရှင်လေးဆောင်ရွက်မှုတွေလည်းပြုလုပ်နေတယ်လို့ကျန်းဖက်သမားတွေဖြစ်တဲ့ KNY ရဲ့တောင်မြေကိုလည်းဖျက်တောက်လျက်ရှိပါတယ်။အဲဒီတော့ဒီမက်ထရိုဒေတာနီးမှာတိစောက်ထားတဲ့ KK Back ၊ EK အပြင် EK 900ကျော်၊ခက်တာ130ရှိတယ်။ကြားကျလုံငန်းရဲ့အခြေစိုက်ရနေရာမှာရှိတဲ့အစားအုပ်တွေကိုတမရော်ကမိုင်းခွဲဖျက်ဆီးတာတွေချုပ်ဖျက်တာတွေပြုလုပ်လျက်ရှိပါတယ်။ဒီ KK Back လို့ခေါ်တဲ့ကြားကျလုံငန်းတွေအဓိကရှိနေတဲ့နေရာ၊ပြည်လန်းနဲ့ကန်တဘော KNY ရဲ့ ကောင်းကြီးဖြစ်နေတဲ့နေရာကိုတက်မလို့ကဝင်ရောက်ပြီးတော့ဖြည့်စည်းနေတာပဲဖြစ်ပါတယ်ဒီကြားကြံလုပ်ငန်းတွေလုပ်ကင်နေတဲ့ KK ပတ်ကင်းမှာဆိုရင် KK လက်နက်ကန်တွေပေါ့ KNM နဲ့အကျိုးတူစီပွားရေးတွေလှုပ်ဆောင်နေတယ်နောက်ပြီးတော့ထိုင်းနိုင်ငံဘက်ကဒီစီပွားရေးလုပ်ငန်းရှင်တွေဒီစောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပူးပေါင်းပြီးတော့အကျိုးတူဆောင်ရွက်နေကြတာဖြစ်ပါတယ်လက်ရှိ KK ပတ်ကဲဒီ area A က900ကျော်ထဲမှာအစားအဝေါ148လုံးရှိပြီးတော့အဲ့ဒီအစားအဝေါ148လုံးကိုဒီနေ့နိုဝင်ဘာ9ရက်နေ့အထိ ဒီဖြိုချဖြက်စီးခဲ့တာကအလုံးကြီးတရားကြော်သားကြီးဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာ၈ရက်နေ့ဒီအစာအုပ်ပေါင်းတရားတလုံးကိုဖြိုချဖြက်စီးခဲ့ပြီးဖြစ်ပြီးတော့ဒီနေ့နိုဝင်ဘာ၉ရက်နေ့မနေ့ပိုင်းရရှိတဲ့တရင်အရာတော့နောက်ထပ်တရားမဝင်ဆောက်လုပ်ထားတဲ့ကိုတော်တလုံးကိုထပ်မံပြီးတော့ဖြိုချဖြက်စီးခဲ့တယ်လို့သိရပါတယ်။လက်ရှိဒီတက်ဒီဘက်ကိုတမလို့ကထိန်းချုပ်ပြီးတဲ့နောက်တရားမဝင်ဆောက်လုပ်ထားတဲ့အစာအုပ်တွေဒီမြို့ပြစီမံကိန်းအမိခံထားတဲ့တရားမဝင်လောင်းစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေပြုလုပ်နေတဲ့နေရာကအစာအုပ်တွေကိုမိုင်းခွဲဖြက်စီးတာတွေစည်ရန်နေရာတွေအသုံးပြုပြီးတော့ဖြိုချဖြက်စီးတာတွေပြုလုပ်နေရှိပါတယ်။ဒါအပြင်အခုဒီမြောက်ဒီဒေသတွေမှာသူ့ဖွဲ့လှုပ်ရှားနေတယ်။ KNL နဲ့ကိုင်တဘော KNU ရဲ့အသုံးချခံဖြစ်နေတဲ့အဖွဲ့တွေ က KK ဘက်ကိုဘုံကျဲပြပါလားဆိုပြီးစိန်ခေါ်တာလည်းပြုတ်လုခဲ့ပါတယ်။တကယ်လက်တမောကဘုံကျဲယုံတာမှာ KK ဘက်ထဲမှာရှိနေတဲ့တရားဝင်လောင်းသားလုံကင်နေတဲ့နေရာတွေကြားဖြတ်လုံကင်လုံကင်နေတဲ့အစော်တွေအားလုံးကိုမိုင်းခွဲဖြက်စီးခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းမိုင်းခွဲဖြက်စီးသွားမှာဖြစ်ပါတယ်။တမောကဒီမက်ထိုဒလေးယူအာနီမှာရှိနေတဲ့ KK ဘက်ကိုမိုင်းခွဲဖြက်စီးတာတွေပြုတ်လုခဲ့တဲ့အတွက်ဒီဘက်ကဒီအစအရအစနာတွေမိုင်းခွဲဖြက်စီးမှုတွေကြောင့်တောင်းရင်းတွေကိုကျော်ပြီးတော့ထိုင်းနိုင်ငံဘက်ကလွင့်စင်လာတယ်ဆိုတဲ့ဒီသတင်းတွေကိုလည်းထိုင်းနိုင်ငံဘက်ကသတင်းမီဒီယာတွေမှာပေါ်ပြနေကြတယ်လို့တွေ့ရပါတယ်။ ဆိုတော့ဒီကြားဖြတ်လုပ်ငန်းတွေလုပ်ကန်နေတဲ့ကရင်လက်နက်ကန်တဘော KNU ကနောက်ွယ်ကလည်းဒီကြားဖြတ်လုပ်ငန်းတွေမှာရှယ်ယာတွေဝင်ထားတယ်။ကြားဖြတ်လုပ်ငန်းတွေလုံဆောင်မှုတွေဒီတရားမှုအစအဦးတွေစောက်လုပ်တဲ့အချိန်မှာလည်းစောက်လုပ်ရီလုပ်ငန်းတွေမှာရှယ်ယာတွေဝင်ထားတာရှိသလိုလဝဲကြီးအုပ်ထားတာတွေလည်းရှိတယ်။ဒါအပြင်ကြားဖြတ်လုပ်ငန်းတွေကိုလုံခြုံရေးအကာအကွယ်ပေးဖို့အတွက်တစ်လတစ်လကိုလုံခြုံရေးချင်းဘယ်၅သိန်းကနေ၁၀သိန်းအထိရရှိကြပြီးတော့ကရင်လက်နက်ကန်တဘော KNU ရဲ့ရေးတောင်းမြစ်ကဒီကနေရရှိနေတယ်။ကရင်လက်နက်ကန်တဘော KNU ရဲ့အကျိုးစီးပွားတွေကလည်းဒီကြားဖြတ်လုပ်ငန်းတွေကလည်းရရှိနေတာဖြစ်ပါတယ်။တကယ်တော့ဒီတောင်းရင်းမြစ်တကြောမှာကရင်လက်နက်ကန်တဘော KNU တစ်ဖွဲ့သေးသမဂ္ဂ EGDA ကအဖွဲ့တွေနောက်ပြီးတော့ PGS အမေရိကန်စွတ်ချက်တူဦးဆောင်တဲ့အဖွဲ့တွေရဲ့ကြားပြတ်လုပ်ငန်းတွေလည်းအများကြီးရှိပါသေးတယ်။ဒီကနေ့2024ခုနှစ်ဒီနှစ်ကုန်ပိုင်းလောက်ကစပြီးတော့တရုတ်နိုင်ငံကဇင်းရ operation အနေနဲ့ကြားပြတ်တွေကိုနေနေမှုပြုလုပ်ခဲ့တဲ့အချိန် DGBA နဲ့ BGF ခေါ် GNI ဘက်ကအဖွဲ့တွေကဒီကြားပြတ်မှာရောက်ရှိနေတယ်။အတင်းအဓမ္မဒီရောင်းစားခံရတာတွေအတင်းအဓမ္မရောက်ရှိလာတာတွေလင်းနေလေပြားခံရပြီးတော့ရောက်ရှိလာတဲ့သူတွေနိုင်ငံပေါင်း20ကျော်ကနိုင်ငံသားပေါင်း1000ကျော်ကိုပြန်လည်ပြောင်းပြည့်ရခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တော့ကရင်လက်နက်ကိုင်တပုံ KNU ကအေးအေးလူလုံနဲ့ကြားပြတ်နေနေမှာ ခါလုံးကျွတ်ဂွင်းလုံးကျွတ်လွတ်နေခဲ့တာလည်းရှိပါတယ်။ဒါပေမဲ့ကုကျင်မှာတော့ဒီကရင်လက်နက်ကိုင်တပုံ KNU ရဲ့မက်ထော်ဒလီဒေသမှာရှိတဲ့ကြားဖြန့်လုပ်ငန်းရဲ့တကယ်တမ်းစစ်မှန်နေတာဖြစ်တာကြောင့်အပုံနဲ့တွေကတထောင်ထောင်ထွက်လာတယ်။တက်မတော်ကလည်းနေနေရှင်းလေးဆောင်ရွက်တာတွေပြုလုပ်နေတယ်လို့တစ်ဖက်က NUG ပြည်ပြည်အုပ်စုတွေအတုံးချခံ PDF တွေကိုလက်နက်တက်ဆင်ရေးအတွက်ရရှိနေတဲ့အခွန်အခတွေကရင်လက်နက်ကိုင်တပုံ KNU ရဲ့ကော့သူတွေနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်မှုတွေရဲ့နောက်ဆက်တွဲမှာဒီလိုမျိုးတရားမဝင်လုပ်ငန်းတွေတရားမဝင်နေလုံးစားမှုတွေနောက်ပြီးတော့နေဆက်ဖြတ်ကျော်လူကုန်ကူးမှုတွေကိုကျူးလွန်နေတာကလည်းရရှိနေတာဖြစ်တဲ့အတွက်နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့တက်ရှင်ပေးလျက်ရှိပါတယ် ဆိုတော့ဒီနေ့နိုဝင်ဘာ9ရက်နေ့ရှိတရင်လက်နက်ကိုင်သဘုံ KNU ထင်းချုပ်ထားတဲ့မြဝေမျိုးရဲ့တောင်ဘက်မက်ထိုဒလီကြေးရွာအနီးမှာရှိနေတဲ့ဧက9ရက်အတွင်းကရှိတဲ့အစာအုပ်တွေကိုနေ့စဉ်နဲ့မျှချိုချဖျက်ဆီးလျက်ရှိပါတယ်။ဒါကြောင့်မလို့ကရင်လက်နက်ကိုင်သဘုံ KNU ရဲ့အကြီးအကဲစုပ်ွက်ထူးရင်စောစေးကဲစုပ်တာနီးတို့အုပ်စုအားလုံးကတော့ခိုင်းဘက်ချမ်းကိုကူပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့ KK ဘက်ကိုကြေးရင်မျက်ရည်တွေကတော့နေ့စဉ်ကြနေကြရမှာဖြစ်တဲ့ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ဒါကတော့ဒီနေ့နိုဝင်ဘာ9ရက်နေ့အတွက်ကရင်လက်နက်ကိုင်သဘုံ KNU ရဲ့ရေတောင်းမြစ်ကိုဖြတ်တောက်လိုက်တဲ့အခြေအနေ ခက်တော့ခံထားရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကရင်လက်နက်ကိုင်တပုံကီ NU ကတော့ NCA ကိုလည်းကြောက်ခိုင်းသွားပြီဖြစ်တဲ့ PDO စု NUG နဲ့လည်းပကုံးဖက်ပေါင်းသင်းနေတာတွေဖြစ်တဲ့အတွက်ဒီလိုမျိုးမကောင်းမှုတွေနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာတစ္ဆာဖောက်နေတဲ့လုပ်ရက်တွေအတွက်ခါစီခံစားနေရတာဖြစ်ပါတယ်။တက်လက်ပြီးတော့လည်းဒီမြန်မာပြည်မှာရှိနေတဲ့တိုင်းဒေသလက်နက်ကအမိခံထားတဲ့အဖွဲ့တွေနိုင်ငံတော်နဲ့နိုင်ငံသားကိုတစ္ဆာဖောက်မယ်။ပြည်ထောင်စုကနေခွတ်ထွက်မယ်ဆိုပြီးစေကူရည်နေကြတဲ့အဖွဲ့တွေကိုလည်းတက်မတော်ကတောက်လျှောက်ဆိုလို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအောင်ရသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ သတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်သက်တဲ့ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာသတင်းများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။